အားရဲဟိုဈေးထဲမှာပေါ့နော်ဟိုဖနက်ပြတ်သွားတယ်ဆိုပြီးတော့ပတ်စံလာတောင်းကြတယ်ဗောဒကာကြီးတို့ဒကာမကြီးတို့ကိုရင်ဖနက်ပြတ်သွားလို့ပါဦးစင်းဖနက်ပြတ်သွားလို့ပါဖနက်ဘိုးလည်းလူပါအောင်ဆိုတော့သူကဟိုသူ့လည်းဖနက်ဘိုးလိုက်လူကန်ဒီသူ့လည်းဖနက်ဈေးတစ်စုံလည်းနှံ့နေပြီးတော့ဖနက်ဘိုးကလည်းမပြီးနိုင်တော့ဘူးသူဖနက်ဘိုးကဆိုဦးစင်းအကြံပေးတယ်တကယ်သူဖနက်ပြတ်ဖနက်လိုချင်တယ်ဆိုရင်ဖနက်ကပ်ဝယ်ပေးလိုက်ဖနက်ကပ်ပြီးပေးလိုက်သူ့ဆိုင်နဲ့တန်တဲ့ဖနက်ကိုပေးလိုက်အဲ့တော့တကယ်ဖနက်လိုချင်တဲ့ပုံကဖနက်ရရင်ကျင်းတဲ့ငွေမလိုချင်ဘူးဟုတ်နော်အဲ့တော့ဆုံးဖုံးပြရတဲ့ပုံကဆုံးဖုံးလေးလူပါအောင်ပြောရင်ဆုံးဖုံးမလူနဲ့ဆုံးကပ်လိုက်ဦးစင်းပြောတာဆုံးကပ်လိုက်ဖနက်လူပေးလိုက် အဲ့ပတ်စံတကယ်လိုချင်တဲ့ပုံကမဟုတ်ဘူး तू ကပတ်စံရအောင်တောင်းလိုက်မယ် तू ကဟာဦးစင်ဦးစင်ကိုယ့်ကိုဝယ်လိုက်မယ်လို့ပြောလိုက်မယ် तू ကနော်အဲ့တော့ဦးစင်ကိုယ့်ကိုဝယ်စားလိုက်မယ်ကိုယ့်ကိုဝယ်လိုက်မယ်လို့ပြောလိုက်မယ်ဘာသာသူပတ်စံလိုချင်တာလေဖနဲ့လိုချင်တာမဟုတ်တာအဲ့တော့ဦးစင်အကြောင်းအဲ့လိုယဟန်အတုတွေပပြဖို့အတွက်ကဒကာဓမ္မတွေစဉ်းစားသင့်တယ်လေဒါကြောင့်ဦးစင်တို့အဲ့လိုလမ်းဆောင်လမ်းခွာတွေဈေးတွေမှာလိုက်လူခံနေတဲ့ဟာမျိုးကိုဦးစင်တို့အာမပေးသင့်ဘူးဘာသာအစ်စ်ထက်အတုများတယ်အဲ့ဒါတွေကဒါကြောင့်တကယ်ဖြစ်တကယ်ဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်ခုနဆုံးကပ်ပေးလိုက်ပါဖနဲ့လှူပေးလိုက်ပါဟုတ်လားအဲ့ဒါမျိုးပေါ့ ဲ့တော့တကယ်ပတ်စံလိုချင်တဲ့ပုံကိုကြတာမဟုတ်ဘူးအဲ့ဒီဖက်နဲ့ကိုတမန်တကာဖြတ်တယ်ကိုနေရာအလူခံဒီနေရာအလူခံတော့ဒကာရမတွေကအဲ့ဒါဥစ္စံဒီနေ့မနဲ့တောင်တရားဟောခဲ့သေးတယ်ပညာဗုဒ္ဓဘာသာဝင်တွေအာနန်းနေတာအဲ့တော့တတ္တဗုဒ္ဓဘာသာဝင်တွေအားကောင်းတဲ့ခါကျတော့အတုတွေကလည်းထကြွလာတာပေါ့နော်အဲ့ကြောင့်တို့ပတ်စံရှိတော့ခုနကနောက်ဆုံးခုနသာသနာဖြတ်တဲ့ပုံကိုဒီသာသနာအတုယဟန်တုတွေပေါ်လာတာနော်ဒါတာရကတစ်ခုပြောပြတာလေပတ်စံရဲ့အန်ဒရယ်ကိုပြောပြတာလေပတ်စံကြောင့်ယဟန်တုတွေပေါ်လာတယ်နော်အဲ့တော့ငွေလိုချင်လို့စီးပွားရေးလှုပ်လာတယ်နော် အဲ့လိုမျိုးဖြစ်လာတာအဲ့ဒါဦးဇင်းတို့အရာရာမှာဦးဇင်းတို့နောက်ဆုံးဘယ်တော့တောင်ဖြစ်လာလဲဆိုပြပြမယ်ဆိုရင်ဦးဇင်းတို့ဟိုတချို့ကြားတာရှိတယ်ပေါ့လေတချို့တမာဂရိကတွေဆိုလို့ရှိရင်လည်းတရားဟောတယ်ပေါ့တမဘုရားနဲလို့မဟောဘူးဆိုတာမျိုးတွေဖြစ်ကြသေးတယ်နောက်ခောဘကပုဂ္ဂိုလ်နဲ့တမာဂရိကနဲ့ရံပြတဲ့ဇလန်းတွေကြားရတယ်ဟုတ်တယ်နော်ဓမ္မဘုရားပြဿနာတွေငွေပြဿနာတွေလေဆိုတော့မဖြစ်တဲ့ကိစ္စတွေလေ အဲ့တော့ဂောပကကဓမ္မပူဇာအကုန်မပေးလို့ဓမ္မကိရဏနေဖြစ်တဲ့ဇလန်းတွေဆိုတော့ဒါတွေအားလုံးကငွေကိုအခြေခံပြီးတော့ယဟန်တပါးအနေနဲ့မဖြစ်တဲ့ကြောင့်တနာတွေဖြစ်လာတာပဲနော်အကြောင်းသူတို့ကမြတ်စွာဘုရားကငွေမလူအားဘူးလို့မဆိုလို့လူချင်းကပ္ပိယကာရကလက်ထက်မှာအပ်ပြီးတော့အဲဆဆလူပါလို့ပြောထားပြီးသားပဲအဆုံးမရောက်ပါဘူးမြတ်စွာဘုရားနော်ငွေဒီမရှိမဖြစ်လိုအပ်တဲ့ဘာမှန်းတယ်ဒါပေမဲ့မြတ်စွာဘုရားကနိစ္စမပရိပိတာပဲနော်ယဟန်နေလက်ထက်မှာမထက်ရအောင်ယဟန်နေကိုယ်တိုင်ဝယ်ယူသုံးစားခြင်းခွင့်မပြုဘူးလူစဉ်ခဏနာပြောနေတာလက်ထက်မှာငွေရှိတယ်ဆိုလို့ရှင်နောက်ဆုံးကုန်ကုန်ပြောမယ်ဆိုရင်လူခိုးထက်ပြီးတော့မာတုကမှန်သွားပြောလို့ရတယ် ဟုတ်လားဆိုပြင်သူ့တွေဝတ်မယ်အင်ဂျီတွေဝတ်ပြီးတော့ထွက်လိုက်မယ်သူကမသိလိုက်ဘာမျိုးတွေကတော့အများကြီးကြားနေရတာလေအားလုံးချက်ခံလိုက်ရင်ငွေပဲငွေသားလက်ထက်မှာမရှိရင်ဒီလိုမျိုးလုပ်ဖို့စိတ်ကူးမှာမဟုတ်ဘူးဟုတ်တယ်နော်ငွေမရှိတဲ့ရဟန်းတစ်ပါးအနေနဲ့လူထက်ဖို့လုံးဝစိတ်ကူးမှာမဟုတ်ဘူးလက်ထက်မှာငွေရှိတော့ငွေအားကိုးနေလုံရဲတယ်ဟုတ်လားအောက်ဆုံးခုနအရက်ဝယ်တော့တာတွေပါဖြစ်လာတာဟုတ်တယ်လားအကြောင်းသားကပ္ပရာသွားဝယ်ခိုင်းထားတယ်ဆိုတော့အားလုံးပါလေငွေကြောင်းဖြစ်တဲ့ပြဿနာတွေအဲတော့မြတ်စွာဘုရားအကြောင်းငွေကိုပယ်ခဲ့တယ်ဆိုတာအဲ့ဒါပဲဖယ်သွားသွားအခမဲ့မရတဲ့လောကကြီးမှာ ွေကိုဘာဖြစ်လို့ယဟန်တော်တွေကိုမအပ်ဆက်ဘူးလို့ပြောရတာလေဗျာငွေဆိုတာကအရာရာကိုဖန်တီးပေးနိုင်တာကိုနော်ငွေဆိုတာကယင်းတခေဆို second god လို့ပြောကြတာပေါ့နော်ဒုတိယဘုရားသခင်လေဆိုတော့ဟိုမြတ်စွာဘုရားစကားကိုပဲထရိုက်ပြောရမယ်ဆိုရင်ဒါကာမဏိစိတ်သူကြီးကိုဘုရားပြောတယ်လीနော်ဟိုကာမဏိစိတ်သူကြီးကသူငွေမလူကောင်းတဲ့ဘက်ကနေသူဆွေးနေတာကိုအဲ့တော့သူသူပြောတဲ့စကားမှတ်သွားမှာဆိုလို့မြတ်စွာဘုရားကိုပြန်လျှောက်တယ်ကမြတ်စွာဘုရားကမမဘူးမြင့်မှန်တယ် တော့ငွေသားယဟန်တော်တွေအဆက်သွားမယ်ဆိုလို့ရှိရင်ကာမဂုဏ်၅ပါးအဆက်လိမ့်မယ်အဲ့တော့ကာမဂုဏ်၅ပါးသားယဟန်တော်တွေအဆက်သွားရင်ဒါအတ္တမနာဓမ္မယဟန်တရားမဟုတ်တော့ဘူးနော်ယဟန်တရားမဟုတ်ဘူးအဲ့တော့ယဟန်နဲ့ကာမဂုဏ်၅ပါးဆိုတာမသိတော့မလဲဆက်ဘူးလေမလျော်ဘူးလေအဲ့တော့ဒီကာမဂုဏ်၅ပါးကိုဒီပတ်စံကဖန်တီးပေးနိုင်တယ်အဲ့တော့ငွေမရှိတဲ့သူနဲ့ငွေရှိတဲ့သူကအများကြီးကွာတယ်လေငွေရှိလို့ရှိရင်ဒါစိတ်တွေဖောက်ပြန်သွားပြီးတော့မတော်တဲ့နေရာမှာသွားသုံးနိုင်တယ် ိုတော့ငွေရှိတဲ့အခါကျတော့ဦးဇင်းတို့လည်းရင်လည်းပြောဖို့ပါတယ်ငွေရှိတော့ဘာဖြစ်လဲလောင်းဝန်းစားတွေလုပ်လို့ရတယ်ဒီနေ့ဘုန်းကြီးသင်္ကန်းဝန်းကျင်လောင်းဝန်းစားလုပ်တာတကြားနေရတယ်လေအစိုးဆုံးကတော့ယဟန်တူတွေပေါ်လာတာပဲလေဟိုတနေ့ဟိုတနေ့ရအောင်ဆိုတော့တကားတယောက်တောင်လာမေးသေးတယ်ပေါ့ဟိုယဟန်တူတွေအရန်ပေါ်နေတယ်ပေါ့နော်ကာဂိတ်တွေမှာလမ်းဆောင်လမ်းခွာတွေမှာပတ်စံတွေလူခန်းတွေကြတာယဟန်တူတွေများတယ်ဆိုတော့အဲ့တော့ပတ်စံလူခန်းလို့ရတဲ့ဒလိမြန်မာနိုင်ငံမှာရှိနေတဲ့အတွက်ကြောင့်အဆောင်စားတဲ့ပုံစံတွေပေါ်လာတယ် သင်ငန်းလက်ကြုံမတင်တဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့တော့သင်ငန်းဖို့ပြီးတော့လမ်းတကာပတ်ပြီးတော့အလူခံတယ်ဒကာရမတွေကလည်းဖုံးသင်ငန်းပထားတဲ့ဖုံးကြီးမှန်ရင်ဆက်လာတူလာစစ်စစ်ဖို့မစင်းစားတော့ဘူးငွေလူမယ်ဆိုတာကြီးပဲဆိုတော့အဲ့လိုမျိုးစင်းစားဆင်ညာကင်းမယ်ပြီးတော့ငွေလူတဲ့ပုဂ္ဂိုလ်တွေပေါ်တဲ့အတွက်ကြောင့်အချောင်းဝိစ်တဲ့ပုဂ္ဂိုလ်တွေပေါ်လာတယ်ဦးသင်ပြောလိုက်ပါလားအဲ့ဒီကတကယ်တကယ်ငဲဖြူယဟန်ဆရာသမားနဲ့တကယ်စနစ်တကျတင်ယူလေ့လာထားတဲ့ယဟန်ဆိုလို့ရှိရင်အဲ့လိုမျိုးဘုဒ္ဓယုံတွေကာကိတ်တွေလမ်းသွန်လမ်းခွာတွေမှာပတ်စံလိုက်အလိုမခံပါဘူးလို့ဒါဟာသိချရတဲ့ယဟန်အတုပဲ နော်ရဟန်းအစ်ဖြစ်ခိုင်တော့မှတကယ်ဆရာကောင်းသမားကောင်းစီမှာဝတ်တဲ့ပုံကမဟုတ်နိုင်ဘူးပေါ့နော်တကယ်ရဟန်းအစ်မှအဲ့လိုမျိုးလမ်းစုံလမ်းခွာတွေမှာပတ်စံလူခံတဲ့ပုံကမလုပ်ပါဘူးဒကာမတွေသာလေးထားတင်တာဒါကြောင့်ဦးဇင်းတို့ပတ်စံမလူနဲ့ PC လေးပါလူတချို့ဦးဇင်းတို့ပြော